ော်ဝမ်းလို့ပြောလိုက်ပြီးဆိုတာနဲ့တကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ဒီကားမောင်းပြိုင်ပွဲတစ်ခုကိုပြေးပြီးတော့မှမြင်ပြီးကြတယ်။လူတယောက်ရဲ့ physical နဲ့ဒီ mentality ဘိုင်းကိုအဆုံးစွန်ထိလို့မှစမ်းသတ်တဲ့အားကစားနည်းတစ်မျိုးလို့ပြောလို့ရတယ်။အမှားနည်းနည်းလေးတောင်မှလုံးမိလို့မရဘူး။လုံးမိလိုက်ပြီးဆိုတာနဲ့တကယ်ကိုအသက်အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်လောက်တဲ့အထိတောင်မှအဆိုးဝါးသွားနိုင်ခြေရှိတယ်။ဒီလိုမျိုးအန္တရာယ်များတဲ့ဒီ formula 1ပြိုင်ပွဲလို့ပြောလိုက်တာနဲ့ဒီအကုန်လုံးပြေးပြီးတော့မြင်ပြီးကြတဲ့လူတယောက်ကတော့ Lewis Hamilton ပဲဖြစ်ပါတယ်။ formula 1ပြိုင်ပွဲကိုဒါကြည့်သည်ဖြစ်စေမကြည့်သည်ဖြစ်စေ Hamilton ကတော့ဒ ါကြာဘူးနာဝါရှိလေကြလိမ့်မယ်ဖော်မြူလာ1ပြိုင်ပွဲမှာဒါချန်ပီယံရှစ်9ချိန်တိတိပူဆွဲထားတယ်ပေါ့ဒါပေမဲ့တချို့ကတော့လည်းသူ့ကိုဒါ10ချိန်ပူဆွဲထားတယ်လို့ပြောကြတယ်9ချိန်ပူဆွဲထားတယ်လို့လည်းပြောကြတယ်။ဘာကြောင့်ဒီလိုမျိုးကိစ္စလေးဖြစ်လဲဆိုတာကိုလည်းကျွန်တော်ကဒီနေ့မှပြပြပြီးသွားမှာဖြစ်ပါတယ်။ လူဝဲဟာမီတန်ကိုတော့ဒါ1985ခုနှစ်မှာစတင်ပြီးတော့မှမွေးဖွားခဲ့တယ်။ဒါ British လူမျိုးပေါ့နော်လူဝဲဟာမီတန်ကသူ့ရဲ့ငယ်ဘဝကတော်တော်လေးဥမာကိုခက်ခဲခဲ့တယ်လို့ပြောလို့ရတယ်။သူ့ရဲ့ဖေဟာဒါသူကားပြိုင်လို့ရအောင်လို့ဒါသူငယ်ငယ်လေးတည်းကဟိုစူးစမ်းပြီးတော့မှရုန်းကန်ပြီးခဲ့တယ်။အသက်၈နှစ်အရွယ်လောက်မှတည်းကလူဝဲဟာမီတန်ကဒါ Garden Championship မှာပေါ့နော်ဒါဝင်ပြီးတော့မှပြိုင်တယ်။ပြိုင်တဲ့အချိန်မှာလည်းသူနိုင်ခဲ့တယ်။နိုင်ပြီးတော့ပေါ့နော်ဒီဒီ McLaren အသင်းပေါ့ဒီ McLaren အသင်းရဲ့ဒီ Boss လို့ပြောလို့ရတယ်။ Ron Dennis ကိုတွားပြီးတော့သူကပြောတယ်။ဘာပြောလဲဆိုတော့သူ McLaren အသင်းအတွက်ပေါ့နော်ဒါတနည်းကြလို့ရှင်သူကစားမယ်ဆိုပြီးတော့ Imagine being in the Formula One car. must be very powerful အဲ့လိုမျိုးတားပြီးတော့ပြောတာကိုဒါသဘောကျတယ်ပေါ့လူပဲဖြစ်ဖြစ်ဒီလိုမျိုးချာတက်လေးတယောက်ကဒီလိုမျိုးလာပြီးတော့ပြောတယ်ဆိုတာကတကယ်ကိုရဲရင်တယ်ဆိုတော့ပုံစံမျိုးကိုပေါ်လွင်စေတယ်ဒါကိုသဘောကျတဲ့အတွက်ဟာမီတန်ရဲ့အသက်73နှစ်အရွယ်မှာပဲစာချုပ်ချုပ်လိုက်တယ်ပေါ့အသက်22နှစ်ရောက်တဲ့အချိန်မှာတော့ဒါ Formula 1ပြိုင်ပွဲကိုစပြီးတော့ပြိုင်ခဲ့တယ်ဒါပထမဆုံးစီဇန်မှာပဲဒါ Championship ကိုဒါရမလို့တော့ဖြစ်ခဲ့ပြီးတယ်ဒါပေမဲ့မရလိုက်ဘူးညာဟိုတိတ်လွဲလေးလွဲသွားခဲ့တယ်ပေါ့နောက်ရာသီပေါ့နော်ဒါ Lewis Hamilton ရဲ့အသက်ဒါ23နှစ်ကိုရောက်တဲ့အချိန်မှာတော့ World Championship ဆုကိုရယူ ယူနိုင်ခဲ့တယ်ပေါ့တက်ငယ်ဆုံးအနေနဲ့ဒါချန်ပီယံရှစ်ဆုကိုရယူနိုင်တဲ့စံချိန်မှတ်တမ်းဝင်သွားခဲ့တယ်နိုင်နာကလည်းတကယ်ကိုဟိုလွယ်လွယ်ကူကူနိုင်ခဲ့တာမဟုတ်ဘူးခက်ခက်ခဲခဲကိုနိုင်ခဲ့တာနောက်ဆုံး Grand Prix ရဲ့နောက်ဆုံးအခွေလေးမှာကြာမှာအဲကြော်တက်ပြီးတော့မှဒါအနိုင်ရပိုဆွဲခဲ့တာဖြစ်တယ်။ဆိုတော့2013ခုနှစ်မှာ Lewis Hamilton ကဒါ Mercedes အသင်းကိုပြောင်းရွှေ့သွားခဲ့တယ်။ဒီ Mercedes အသင်းကိုသူရောက်ရှိသွားတဲ့နောက်မှာသူ့ရဲ့ဒီ Lewis Hamilton ဆိုတဲ့နာမည်ကိုသူစတင်ပြီးတော့မှဒါပုံဖော်ထုစစ်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။ McLaren အသင်းနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ဒါ Mercedes အသင်းကနည်းနည်းလေးတဆင့်နေတယ်လို့တော့ပြောလို့ရတယ်။အဲဒါပေမဲ့ Lewis Hamilton ရောက်ပြီးနောက်နှစ်မှာပဲဒါ World Championship ဆုကိုနှစ်ဆက်တိုက်ဒါရယူနိုင်ခဲ့တာမျိုးရှိတယ်။ဒါ2019ခုနှစ်ကနေပြီးတော့ဒါ2020အထိလည်းဒါဒီလိုမျိုးဒီနှစ်ဆက်တိုက်ရယူနိုင်ခဲ့တာမျိုးတွေလည်းရှိတယ်။2021ခုနှစ်မှာလည်းသူဒါ Lewis Hamilton အနေနဲ့ဒါရမလို့ဖြစ်ခဲ့သေးတယ်ပေါ့နော်။အဲဒီတော့ကဒါဒါလူကြီးတွေရဲ့ဒါအရှုပ်ရှင်းကိစ္စတွေကြောင့်မလို့မရလိုက်ဘူးပေါ့ဗျာ။ Max Verstappen ကိုလွှဲပေးလိုက်ရတယ်။2025ခုနှစ် င်မှာတော့ Formula 1လောကကြီးကိုလှုပ်ခတ်သွားစီမဲ့ဆုံးဖြတ်ချက်တစ်ခုကို Lewis Hamilton ကချမှတ်ခဲ့တယ်။အဲ့ဒါကတော့သူ Mercedes အသင်းကနေပြီးတော့ဒီ Ferrari အသင်းကိုပြောင်းရွှေ့သွားတာပါပဲ။လက်ရှိမှာတော့ဒါ Lewis Hamilton က Ferrari အသင်းရဲ့ဒါ driver တယောက်ဖြစ်နေပြီပေါ့။ Formula 1ပြိုင်ပွဲရဲ့ပထမဦးဆုံးပေါ့နော်ဒါလူမဲ driver လို့ပြောလို့ရတယ် Formula 1ပြိုင်ပွဲရဲ့ရှိသမျှ record တွေကိုအကုန်လုံးချိုးတယ်အကုန်လုံးချိုးပြပြီးတော့ဒီ Michael Schumacher ရဲ့ဒါ World Championship ခုနှစ်ကြိမ်နဲ့အတူတူပူးတွဲအောင်မြင်ဆုံးကစားသမားဖြစ်နေတဲ့ဒါ Lewis Hamilton ကပူးတွဲရပ်တည်နေတယ်စာပွဲရထားတဲ့ driver တယောက်လည်းဖြစ်ပြီးတော့ဒါအပြင်လောကမှာဆိုလို့ရှင်လည်းဒါ Lewis Hamilton ကပရာဟိတာကြီးလည်းအများကြီးလုံနေတယ်ပြီးတော့ဒီ Formula 1ပြိုင်ပွဲတွေမကဘဲနဲ့ဒီပြင်ပလောကမှာလည်းတကယ်ကိုအပြောင်းလဲတွေအများကြီးလုပ်ဖို့ကြိုးစားနေတဲ့လူတယောက်လို့ပြောလို့ရပါတယ်ဆိုတော့ Ferrari အသင်းမှာပေါ့နော်လက်ရှိဒါ Lewis Hamilton ကနည်းနည်းလေးယုံ ကန်နေရတယ်ဆိုပေမဲ့လည်းဒါဟိုလူးဝစ်ဆာမီတန်ဆိုတဲ့အတိုင်းပဲဒီအခက်ခဲတွေကြားတွေကနေပြီးတော့ရုံထွက်ပြပြီးတော့တဖန်ပြန်လဲပြီးတော့မှပောက်ကွဲပြအောင်မယ်လို့လည်းမျှော်လင့်ပါတယ်ဒီလိုမျိုးခက်ခဲတွေကနေရုံထွက်ပြီးတော့တကယ်ကိုစံချိန်တင်ပြီးတော့ Formula 1ပြိုင်ပွဲရဲ့တမိုင်းရှောင်းမှာအောင်မြင်ဆုံးကစားသမားဖြစ်နေရှစ်ချိန်မြောက် World Championship ဆုကိုရယူသွားနိုင်မယ်လို့လည်းဒါယုံကြည်နေပါတယ်ဆိုတဲ့အကြောင်းပြောကြားရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ချင်ပါတယ်ဆိုတော့အဆုံးထိကြည့်ရှုပေးခဲ့တဲ့အရောက်ခြေစူးတိုင်းကိုခြေစူးအများကြီးတင်ပါတယ်ကျွန်တော်တို့ YesSport TV ရဲ့ page လေးကို like and follow လုပ်ပြီးတော့ YouTube မှာလည်း channel ကို subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့။